ကျွန်တော်ကကလေးတုခုဆရာဝန်ကြီးပမောခဒေါက်တာစောဝင်းပါရန်ကုန်စစ်တပ်သူတက်ကပမောခဌာနမှူးအနေနဲ့ငင်းစားယူခဲ့ပြီးခုခါမှာတော့ပါရမီထွေထွေယောဂကုဆေးုံကြီးဘိုးစီဆေးုံကြီးနဲ့ရွှေလာမင်းဆေးုံနေမှာကလေးထုခုဆရာဝန်ဖြစ်အချိန်ပိုင်းတာဝန်ထမ်းဆောင်နေပါတယ်ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာတော့ မိဘပြည်သူတွေလည်းသိကြတာများတယ်ကလေးတွေမှဖြစ်တဲ့ကလေး TV ယောဂအကြောင်းပြောမှဖြစ်ပါတယ်ဟုတ်ကဲ့ TV ယောဂဆိုတာ TV ဘက်တီးရီးယားပိုးပေါ့နော် Mycobacterium tuberculosis လို့ခေါ်ပါတယ်အဲ့ဒီအရာကူးစက်တာနေတော့ဖြစ်တဲ့ကူးစက်ယောဂတစ်မျိုးပေါ့နော်ကဘာအောင်မှာတော့တော်တော်ကြီးအဖြစ်များတဲ့ယောဂဖြစ်ပါတယ် ကဘာလူကြီးရဲ့လေးပုံတစ်ပုံလောက်ထိရတော့တစ်ချိန်မဟုတ်တစ်ချိန်မှာတီဗီယောဂဘုခုဆက်တယ်လို့ရှိပါတယ်။ဒါပေမဲ့ယောဂဘုခုဆက်ထန်တဲ့ခံရတဲ့လူတိုင်းမှာယောဂလက္ခဏာတွေမပြပါဘူး။ယောဂဘုခုဆက်ခံရတဲ့လူတွေက တချို့တစ်စိတ်ပိုင်းကတော့ယောဂလက္ခဏာတွေကိုပြတယ်။ယောဂရဲ့အဲတည့်ရောက်မှုတွေကိုခံစားရပါတယ်။အဲဒီလူတွေမှာကျွန်တော်တို့ထိရောက်တဲ့ကုသမှုတွေပေးရပါတယ်။တချို့ယောဂကုဆက်ပေမဲ့ ရောဂါလက္ခဏာမပြတဲ့လူတွေမှာလည်းတချို့သောအုပ်စုတွေပေါ့နော်။မဆေးပေးရတာရှိပါတယ်။ဟုတ်ကဲ့ဒါလည်းကျွန်တော်တို့အမြဲတမ်းတွေ့နေကြပြဿနာတစ်ခုပေါ့နော်။ TV တန်လျာဖြစ်တဲ့ကလေးတွေအဲခဏခဏတွေ့ရပါတယ်။ဟိုဒါမှမဟုတ်တချို့ဆရာဝန်ကလွှဲလို့လည်းရှိတာရှိတယ်။မိဘတွေကိုယ်တိုင်လည်း TV suspect ဖြစ်တဲ့အစားအသောက်ဖြင့် ပြောလို့ရှိပါတော့ဗောနော်ဘယ်ခါမှကျွန်တော်တို့တန်ရာဖြစ်တယ်လဲဆိုရင်ကလေးတယောက်ကနော်အဲသုံးပတ်တက်ပို့ပြီးတော့ချောင်းဆိုးရင်ဖျားရင်ဗောနော်နောက်တစ်ခုကကိုယ်လေးချိန်မတက်ဘူးသုံးဖို့ကိုယ်လေးချိန်ကြာသွားတယ်နော်တီဗီယောဂါလို့တန်ရာဖြစ်တဲ့လူကြီးတယောက် ਨੇ နော်သုံးဖို့တီဗီယောဂါဖြစ်မှန်းသိကြတယ်ဗောနော်လူကြီးတယောက် ਨੇ နေစားမှုရှိရင်ဒီခါမှကျွန်တော်တို့တီဗီတန်ရာဖြစ်တယ်လို့ယူဆပါနော် အဲ့ဒီခါမှလည်းကျွန်တော်တို့ဘယ်လိုလဲဆိုလို့ရှိရင်ဒီမှာချောင်းဆိုးတိုင်းနဲ့တီဗီကြောင်းမဟုတ်ဘူးပေါ့နော်။ဘာနိုင်ကြကြောင်ချောင်းဆိုးတာတွေလည်းအများကြီးရှိပါတယ်။ဒီပြင် ဆုပ်အေးမီဖြစ်တာတွေကလည်းဖျားနိုင်တယ်ချောင်းဆိုးနိုင်တယ်။ကျွန်တော်တို့တာမန်ပေးနေကြပရိစီပါဆေးနေတယ်ပေးကြည့်လို့မသက်သာဘူးဆိုလို့ရှိရင်ကျွန်တော်တို့တီဗီလို့တန်တရားဖြစ်ပါတယ်။အဲ့ဒါဆိုတော့တီဗီနဲ့ဆိုင်တဲ့စံသက်မှုတွေကိုကျွန်တော်တို့လုပ်ပါတယ်။ လေး TV လို့ဟိုတန်လျာဖြစ်တဲ့အခါမှာအရေးကြီးတာတော့စမ်းသပ်မှုပဲမဟုတ်ပါဘူးเนาะတကယ်လူနာရဲ့ရွာသံကအရေးကြီးတယ်အထူးသဖြင့် TV ဖြစ်တဲ့လူနဲ့ contact လို့ခေါ်တော့ဗောနော်နေစမ်းမှုရှိမရှိဒါတွေကအရန်ရေးကြီးပါเนาะစမ်းသပ်တဲ့အခါမှာလည်းဒီကလေးကသုံးမှာလက္ခဏာရှိသလားအကျိရှိသလားပုံမျိုးမှုပေါ့နော်သူရဲ့ကလေးရဲ့ပိန်ပိန်နေသလားပေါ့နော်ဒါတွေကျွန်တော်တို့စစ်ဆေးရပါအဲ့ဒါအနေနဲ့ဒီကကျွန်တော်တို့ကဒီ ယောဂရဲ့ပီတိယောဂရဲ့လက္ခဏာတွေနဲ့ပြီးတော့ကြတော့ပေါင်းစပ်ပြီးတော့စဉ်းစားရပါတယ်။ဘယ်စမ်းသပ်မှုတစ်ခုတည်းရမှာကလေးမှာတီဗီလို့ပြောလို့မရပါဘူး။နော်ဒါလည်းအမြဲတမ်းရေးကြည့်ပါเนาะဓမ္မရိုက်တယ်ဓမ္မရိုက်လို့ရှိရင်ဓမ္မမှာကလေးဓမ္မကျွန်တော်တို့အမြဲတမ်းရိုက်လေးရှိပါတယ်။ရိုက်တဲ့အခါမှာဒီတီဗီရှိလို့ရှိရင်ဟိုင်လာဂလန်လို့ခေါ်တဲ့ဒီနှလုံးနဲ့ကပ်ရဲ့ပေါ့နော်အလေအဆုတ်ရဲ့အလေမှာကြိတ်တွေရှိတာတွေ့ရတတ်ပါတယ်။နော်ပြီးတော့ကြာလို့ရှိရင်ဒီအဆုတ်ထဲမှာပါတဲ့လက္ခဏာတော့ တိတ်တွေးလည်းမရှိပါဘူးเนาะအဲ့ဒါလူကြီးတွေနဲ့ကွာပါတယ်လူကြီးတွေမှာဆိုတော့အစိုးရထိပ်ပိုင်းမှာတွေ့တဲ့အကောင်းတွေကိုเนาะလိုင်ကောင်းဖြစ်နေတာကိုတွေ့ရတော့သူတို့ကတော်တော်များများလက္ခဏာပြပါတယ်เนาะကလေး TV မှာကြားလို့ရှိရင်တော့ကျွန်တော်တို့ကတမ်းမှတ်ဆရာဝန်တွေကိုယ်တိုင်လည်းပြောပါတယ်သူတို့ TV လို့တမ်းမှတ်ပေးတိုင်းလည်း TV စေမပေးပါနဲ့ဒီပြင်ချက်လက်တွေနဲ့ပေါင်းဆက်ပြီးစဉ်းစားပါပေါ့เนาะတမ်းမှန်ဆိုတာအဖြူရဲ့အမဲရဲ့ပဲပေါ်တာပါအမဲအဲ့မှာ အကျိတ်ဆိုလို့ရှိရင်အဖြူရောင်ပေါ်မယ်ဒီအဖြူဒီအကျိတ်ဖြစ်နိုင်လို့သွေးကြောဖြစ်နိုင်တယ်နောက်ပြန်ကြလို့ရှိရင်လေပြုံဖြစ်နိုင်တယ်အဆုတ်ခဲနေတာဖြစ်နိုင်တယ်ကျွန်တော်တို့အဲ့ဒါကြောင့်မလို့မြေရန်ဒီတစ်ခုရင်းနဲ့ဆုံးဖြတ်လို့မရပါဘူးနောက်တစ်ခုကဘာလို့ဆိုကျွန်တော်တို့နောက်ပိုင်းတိုးတက်လာတော့ဒီ Hyla Glam ဆိုရင်ကျွန်တော်ရှေ့တက်တဲ့တမန်ရိုက်တာနေတော့အကျိတ်ရှိတဲ့ဘက်ပေါ့နော်ဆိုတော့ညာဘက်ဆိုညာဘက်ချားရိုက်တယ်ဘယ်ဘက်ဆိုဘယ်ဘက်ချားရိုက်တယ်အဲ့လိုမျိုးနဲ့ကျွန်တော်တို့လုပ်ပါတယ် နောက်တစ်ခုကပါကျွန်တော်တို့ကဒီဘီပိုးနဲ့ခန္ဓာကိုယ်ကထိတွေ့မှုရှိသလားမရှိသလားဆိုတာကိုသိလို့ရတဲ့စစ်ဆေးမှုတွေရှိပါတယ်။အဲဒီမှာကျွန်တော်တို့ရေပြားမှာဆေးထုတ်ပြီးတော့စမ်းတယ်ပေါ့နော်ဂျူဘာဂူလင်တက်စ်လို့ခေါ်ပါတယ်။အဲဒီတက်စ်နဲ့စမ်းလို့ရှိလို့ရှင်စမ်းပြီး48နာရီမှပြန်ပြီးတော့ဖတ်ရပါတယ်။ဟောဒါပေမဲ့ဒီတက်စ်ဆာလည်းဘာလို့ပြတာလဲဆိုရင်ခန္ဓာကိုယ်ရဲ့ကိုဒီဘီပိုးဒီဝင်မှုရဲ့ဆိုတာပြတယ်။ယောဂပိုးဝင်တိုင်းကုသတိုင်းကျွန်တော်တို့ခုနက ရှေ့မှာရှင်းပြသလိုကုเสียမလို့နော်ယောဂလက္ခဏာရှိတယ်ဆိုရင်ကျွန်တော်ကကုမယ်ယောဂလက္ခဏာဖြစ်ရင်ကုခြင်းမှာကုမယ်မတချို့ကလေးငယ်လေးတွေမှာကုတာရှိပါတယ်အချက်လက်တွေအကုန်လုံးပေါင်းစပ်ပြီးစဉ်းစားရပါတယ်အခုနောက်ပိုင်းမှာပေါ်လာတဲ့ IGRA test လို့ခေါ်တာပါလေ inter ဒီ TB ဘိုးကိုခန္ဓာဘူးခန္ဓာကိုယ်ကတုံ့ပြန်တာကိုတိုင်းတဲ့စမ်းသပ်မှုပေါ့အဲ့ဒါတွေကလည်းခုနောက်ပိုင်းမှာတော့ကျွန်တော်တို့ရလာပါပြီအဲ့ဒါကိုများသောအားဖြင့်တော့ quantum gold test လို့ခေါ်တာပေါ့နော် IGR test ပမာဏမှာလည်းလုပ်လို့ရပါတယ်အဲ့ဒီစမ်းသပ်မှုကတော့ကုန်ကျစရိတ်များပါတယ်သို့တော့ကျွန်တော်တို့ကပို့ပြီးတော့ခုနတူဂျူဘာဂလင် test တော့ပို့ပြီးတော့ကောင်းပါတယ်သို့တော့လည်းဒါလည်းဘာလို့ပြလဲဆိုတော့ခန္ဓာကိုယ်ဒီ TV ပုံးနဲ့ထိတွေ့မှုရှိခဲ့မရှိခဲ့ဆိုတာပဲပြတော့ဒါ TV ဖြစ်နေပြီအခုစိတ်ကူးရတော့မယ်ဆိုတာပြတာမဟုတ်ပါကျွန်တော်တို့အဲ့အရာတွေကိုပေါင်းပြီးတော့စဉ်းစားရပါတယ်။ကလေးမှာလက္ခဏာရှိရင်နှီးစက်တာရှိရင် เนาะဒီ step စီမှာလဲတတ်မှန်တန်ရဖြစ်စားခြင်းကျွန်တော်တို့ဆေးပေးပါတချို့အိမ်မှာ TV ပုံးရှိထိတွေ့တယ်ပေါ့နော်ဆိုလိုတာဥမာအိမ်မှာ TV ယောဂရှိတဲ့လူကြီးပေါ့နော်တလေထူးထင်တလေထဲမှာ TV ပိုးရှိရင်ကျွန်တော်တို့ကလေး9နှစ်အောက်ကလေးတွေပါဆိုရင်ဘာလဲခဏမှမပြလဲကျွန်တော်တို့ကဆေးတမျိုးပေးပါနော်ဆေးတမျိုးတော့မဟုတ်ခုနောက်ပိုင်းမှာတော့3မျိုးပေါင်းလဲရှိတယ် ဒါကို TB preventive therapy TPD လို့ခေါ်ပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ကဒီထိတွေ့မှုရှိပြီဆိုတာနဲ့တော့စစ်ဆေးရတယ်အကုန်လုံးရပါတယ်။ဒါမှလည်းရိုက်မယ်ခန္ဓာသွေးလည်းစစ်မယ်နော်။ပြီးရင်ဒီလက်လက်ကအရေးပြားစစ်ဆေးတာလည်းလုပ်မယ်ပေါ့နော်အဲ့မှာယောဂတွေ့ရင်ယောဂအနေနဲ့ကုပါတယ်ယောဂမတွေ့ရင်တောင်မှကျွန်တော်ငါးနှစ်ယောက်ကလေးတွေဆိုရင်ကျွန်တော်တို့က TB preventive therapy TB ယောဂကာကွယ်ကုထုံးကိုပေးရပါတယ်